မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအစဉ်ပြေကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောက်ပနာပြုတာလိုက်ပါတယ်ခင်ဗျာဆရာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောဇရန်ကြီးကိုဟောကြားပေးมาဖြစ်ပါတယ်ဟောဇရန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတို့ဆရာကဟောဇရန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့အဲ အိမ်ဆောက်ရက်တရားစလို့ဟုတ်လားယူရင်တူအခါပေးရက်တရားအစုံလာပြီလာခွေငကားကောင်းအရက်ဟုတ်လားတီနေရနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ7လပိုင်းကအလုံးအပိုင်းကြီးစီးပွားရေးတွေချွေစည်းတွေအဆက်ရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ချုပ်ပေါ်ထားတယ်7လပိုင်းကအရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမစုအားလုံးနဲ့တက်ဆိုင်ကြောင်းနဲ့အရှုပ်မိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘလို့ဆောက်ရမလဲယူရင်တူရဲ့အခါဆိုတာမျိုးဆရာကတလတ်တာမင်္ဂလာအခါတွေပေါ့အားလုံးကိုဆရာရွေးချယ်ပေးထားတာ ဖြစ်တဲ့အတွက်ဆရာကလာတိုင်းလာလာမေးကြတယ်ဆရာ president ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမေးဆွေလေးဒီနေ့တော့25ခုနဲ့17လပိုင်းအတွက် president ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာနမောတတဘဂဝတော်အရဟတော်ဓမ္မံတံဘုဒ္ဓတာတရဏနှစ်2569ခုနှစ်မြန်မာတပ်ခရစ်1389ခုနှစ်ဒဇောင်မုံလာနရောလာအတွက် president ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလအတွက်ဆက်တလပိုင်းအတွက်တလစာဟောစရန်ကြီးနေချောင်းရံဆောင်းရံအတွက်လိုအပ်တော့ရာများကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီလအတွင်းမှာ၄ရက်2025လေးရက်2025အင်္ဂါနေ့ဟာတစောင်းမူလာပြီးနေလည်းဖြစ်ပြီးတော့၁၉ရက်2025ဗုဒ္ဓဟူးနေ့ဟာတစောင်းမူလာကိုရက်လည်းဖြစ်ပါတယ်။အဲကြားဖြတ်ပြီးပြောလိုပါတယ်။အဲဆရာတို့တစောင်းမူလာပြီးနေဆိုဆရာကနှစ်စဉ်ရှစ်ကြိမ်မြောက် ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာမိတ်ဆွေတို့ဟိုဆရာတို့ကရွှေကျော်အိစာတရားမိတ်ဆွေစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာဖေကလည်းပြောကကုလာဆိုတော့အဲဆရာဖေကတော့ဗီဒီမဟုတ်ဘူးဂျာဖေကပြောကကုလာနှစ်ပေါင်း20ကျော်ကြာပြီအဲ့တော့ဆရာတို့နှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဆရာပူဇော်ပွဲကြီးကြီးကျယ်ကျယ်လုပ်တာချစ်ကြယ်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးကဆရာမိတ်ဆွေကြီးဂျုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာကြီးဂျုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာ ဆရာတို့ကဗယ်နေသားမဆိုအလူငွေထဲဝင်ချင်းတိခါမှာဒါပြီးတော့အားလုံးကိုလာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုတွေးပြီးတော့အဲစွနာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့တော့အန်ဒီရကိမာညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဒီချွေကျော်အိစာတရားမိတ်တိစီဂိုင်းတော်ရဲ့ရှစ်ကျင်မြောက်ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများဟုတ်တော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲမိတ်ဆွေတို့အနေနဲ့ဂိုင်းဝင်မှာမဟုတ်ဘူးဝင်ပြီးတော့ ဒါနပြုလို့တဲ့မိတ်ဆွေတွေကကုသိုလ်ပါဝင်လာပါကြောင်းစထလောင်းဆရာကအကြံပေးလိုပါတယ်။အိုကေဆရာတို့စခေါ်လိုက်အောင် လေးပြစ်တာပြားသွားတယ်။ဤလအတွင်း၄ရက်၁၇လ2025အင်္ဂါနေ့ဟာတစောင်းမုံလာပြီးနေလည်းဖြစ်ပြီးတော့ပြဿနာရလည်းဖြစ်တယ်။၁၉ရက်၁၇လ2025ဗုဒ္ဓဖူးနေ့ဟာတစောင်းမုံလာကွယ်နေလည်းဖြစ်ပါတယ်။ဤလအတွင်းမှာငကားကောင်းအရှိပဲအရတူလှဲ့ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိအကျတည်ရှိနေကြတယ်။ အဓိကကတော့ဆရာတို့ငကားကောင်းအရှိပါအရေးရလှဲတာကိုသိရင်ရပြီပေါ့တို့တော့မိษွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူဟလာမိษွေတို့အနေနဲ့ပဲဖြစ်ဖြစ်အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းနဲ့ဤလအတွင်းငကားကောင်းဟာအရှိပန်းအရက်တို့လှဲ့ပါတယ်ထို့တူဝမ်းကအတောင်ရက်ကြောကမြောက်ရက်အမိကအနောက်ရက်တို့အတိအကျဒီရှိနေကြပါတယ်ဒီလအတွင်းမှာ ကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ရှင်းများအသက်ရှူကြခြင်းများစသောအရာများကိုခလင်းငယ်ဒီမှာအထုပရူဆိုက်ရန်လိုအပ်ပြီးတော့အဖြစ်များတက်တော့လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်အသက်ကြီးသူများဟုကတော့ဒူးတို့ခါတို့အစင်အမြင့်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်ငါးကျင်ထိခိုက်တာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကြရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဟုကတော့အဲအသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုစင်ကြရလိုအပ်ပြီးတဲ့အခါ အသက်ကြီးသူမိတ်ဆွေများအခုကတော့ဒူးလိုခါလိုအစင်းမြင့်လို့လည်းပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားစင်ကြရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီ၁၇လပိုင်းတွင်မှဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာလုပ်ငန်းများဆက်ပစ္စည်းရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဓာတ်ဆီဒီဇယ်လောင်စာဆီအစရှိသောအရာများအိုးအိမ်ရှမ်းပြည်နေရာထိုင်ခင်းများအဲများစွာထွန်ကားတက်ပြီးတဲ့အခါ စားတောက်ကုန်လုပ်ငန်းများစံစီစေးစားဆက်ပစ္စည်းအစရှိသောလုပ်ငန်းတွေအထယ်လိပ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပကြီးရာဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ခြွေဈေးဟာအတက်ပတ်သူရောက်ရှိနိုင်တော်လဲမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေတုံ့ရတတ်သောလဖြစ်ပါလေ။လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ကြီးစားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဘတ်အစစ်အမှန်ပေါ်လာတာမျိုးလေးတွေတုံ့ရတတ်သောကြောင့် ဆရာမိတ်ဆွေများအခြေရင်းနဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်နေတာအခြေရင်းနဲ့ပတ်သက်ရင်တော့တုံဆိုင်တွေ့ဝေမလီပဲနဲ့ဇာငင်နာလေမင်္ဂလာရက်လာရွေးလို့ရအောင်နဲ့အဲမိတ်ဆွေတို့အခြေရင်းမှာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်နေတာအာသာကောင်းမှုပြီးတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရွက်ခြင်းတွေအတွက်လည်းအာသာကောင်းမှုကြောင့်ထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အိမ်အောင်ရှင်များဖို့ကတော့နေရာထိုင်ခင်းနဲ့ပတ်သက်သောကိစ္စများကြောင့် ိမ်တော်ကြီးမှာဖြစ်ဖြစ်အဲမိမိရဲ့အိမ်တော်ဘက်ရဲ့ယာလူလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်နေအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာတစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံပြီးနေရာတစ်ရရှိခြင်းပြောင်းချွေခြင်းယာလူတက်ရှင်တွေကြောင့်စိတ်ချမ်းသာစရာမျိုးဝေးကွာနေတော့အိမ်တော်ရှင်များအဖို့အပြောင်းလဲလေးတွေကြောင့်ပြန်လည်စုံစည်းရတာမျိုးကြုံရတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလထာအတော်တွင်မှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့အလုတ်သွဲလောက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇနီးသားသမီးတွေနဲ့တွဲဖက်ပြီးမိတ်ဆွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပေါ်ပြီးတော့ညှိနှိုင်းတိုင်းမင်းဆောင်ရွက်တာမျိုးပါကံကိုအားသာကောင်းမှုပြီးဇီးပြီးတော့၄ကနန်း၆ကနန်း0ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆက်ရှိသောအယောင်တွေများများပါသောအယောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီ အကျိုးပေးကံကောင်းစီတော့အရမအရှိစုစုရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက်17ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့တန်ကောင်းစီနိုင်တယ်လို့အိမ်ဆောက်ပနက်ရရေရင်တူတို့တော့ဆရာမိတ်ဆွေများအဖို့ကတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက်16ရက် 15ရက်နေ့ဒီမှာအိမ်ဆောက်ရှင်းဗနက်ရိုက်ရှင်းမြေတူးဆွားမှုအလုပ်ဒီမှာအာသာကောင်းမှုပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုရဟန်းခံအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့တော့မိတ်ဆွေများဒီအော်တိုဘာက4ရက်22ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရရင် အာသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်ထောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေညီကိုမောင်တို့ပါများအနေနဲ့ကတော့နိုဝင်ဘာလ17ရက်22ရက်24ရက်နေ့ဒီမှာညနေမွန်းတဲ့2နာရီမကျော်မီ ဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာရှေ့တိုးဆောင်ရပြီးတော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းကံလန်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမေဆွေတို့ဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇာငယ်အနေနဲ့2025ခုနှစ်စက်တလပိုင်းအတွက်စကားလက်ဆောင်ပေးရတော့မျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆိုရေရရာကြိုက်တလို့ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ရှတော့နဲ့ကန်စာတာတက်ကြီးဆိုရင် ဆရာငယ်ချမ်းသာတာကြပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဆရာနောက်တစ်ခေါက်လောက်ထပ်ပြောခြင်းပါလဲစကားလက်ဆောင်လေးဆရာငယ်မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပြရတော့ဗျိုးမိတ်ဆွေဝိညာကန္တာဖြစ်လာပြီဆိုရည်ရာခြိုက်တလောက်ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ရှာတော့နဲ့ကန်စာတာတက်ကြီးဆိုရင်တော့ဆရာငယ်ချမ်းသာတာကြပါပြီဤက2025ခုနှစ်17လပိုင်းအတွက်ဝါဇဒန်ပြီးပြီ ကဲကျေးဇူးတင်ပါတယ်ဆရာငယ်မိတ်ဆွေ900တား900တားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝေဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးဝကြပါစီကြောင်းနဲ့ဆရာငယ်ဗီတင်မိကြီးရေဖုန်း939 939 4တက်လျှောက်790290ပွက်အပ် Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5ခန့်မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေအားလုံးအဆက်ဆက်ရရအောင်မြင်ပါစီ